ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့မိတ်ဆွေများကို ထိတ်လေပိတ်တဲ့ Secret Site ကို ပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ခင်ဗျာထိတ်စီနှလုံးအလေထိတ်နှလုံးအပိတ်နှလုံးကိုကျွန်တော်ဆီလိုက်ရတဲ့ Secret ရတယ်ပေါ့နော်ထိတ်လေပိတ်တာလေးကတော့ဒူချပေးသွားတဲ့အပြင်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လေ့လာကြည့်အောင်လားခင်ဗျာခွန်ကိုထိတ်စီ 6ကအလဲထိန်ပါနော်နှစ်ခွန်ကအပိတ်မှာ6ရှောင်းနှစ်ဆိုတဲ့အတွက်ဒီမှာ6ထိန်စင်း6ကအလဲနှစ်ကအပိတ်6ရှောင်းနှစ်တဲ့ဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဒီယခုမှအတွက်နည်းတည်ရတဲ့အတွက်ကြောင့်မို့ကျွန်တော်ယခုတစ်ချိန်ကြာမှပြန်လည်မြောက်ဖြစ်ရှင်းဖြစ်ပါတယ်ပါနော်ရှိတုံညာလေးငါလေးကိုပါတုံညာထိတ်လေးအလေးလေးအပိတ်တုံညာလေးလေးတဲ့ဖြစ်ပါတယ်ခင်ဗျာကိုရှောင်းနေပြီလားနောက်ထပ်တစ်ပြန်မှာတုံညာလေးလေးဖြစ်ပါတယ်ဗောနော် တုံညာနှစ်တင်းနှစ်၆တင်းမှာနှစ်နှစ်တင်းဆွေအတွက်နှစ်ထိန်စီနှစ်အလေထိုင်တအပိတ်နှစ်နှစ်တင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပြေမှာတော့၆ရှစ်ထိန်စီ၄ငါအလေထိုင်၈၃အပိတ်မှာရှားပြီးတော့တာက၈၄၃ရှင်းဒီတော့ဒီမှာ၈၄၃တင်းဖြစ်ပါတယ်ဗောနော်ဒါအတွင်းဒီအရာ ဖြစ်ပါတယ်ဗောနော် နောက်ထပ်တစ်ခုက6369ခွန်63မှာ863ချပေးသွားတာဖြစ်ပါတယ်6ထိန်စီ6အလေထိန်3အပိတ်663တဲ့ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြက်မှာညစ်တုံညာ9ပါနော်တုံညာညစ်ထဲကနေထိုင်စီတုံများတက်အလေထဲကတုံများအလေကိုလေးအပိတ်ထဲကကိုအပိတ်နေတုံညာကိုဖြစ်ပါတယ် ပြီးရင်တော့ငါခွန်ခွန်ရှိကိုလေးမှာခွန်ထိတ်ခုနှစ်အလဲကိုအပိတ်ခွန်ခွန်ကိုတဲ့ချပေးသွားတာဖြစ်ပါတယ်။ဒါတဲ့ရှိခွန်ဆိုင်ယူတဲ့နေ့နောက်ထပ်ဒုတိယတနည်းဖြစ်ပါတယ်ဗောနော်။ငါခွန်ကိုတုံညာငါတုံညာမှာခွန်တုံညာတုံညာခွန်တုံညာတုံညာတဲ့ဖြစ်ပါတယ်။၃၅ခွန်ရှိခွန်နှစ်မှာ 3000ဖြစ်ပါတယ်3ထိပ်9အလဲ9အပိတ်3000ဖြစ်ပါတယ်ခင်ဗျာ3000ပြီးတော့ရှောက်ချက်ချက်ကိုကိုလေးကိုမှာရှစ်ကိုလေးပါနော်ရှစ်ကိုလေးရှစ်ကိုလေးတက်ဖြစ်ပါတယ်ပြီးရင်တော့9963မှာဆိုရင်9ထိပ်6အလဲထိပ်3အပိတ်9ရှောက်3တက်ဖြစ်ပါတယ် 6ရှစ်သိသိ9ရှစ်အလေတိုင်းခုနှစ်အပိတ်မှာဆိုရင်6ရှစ်ခွန်ဆိုတဲ့အတွက်6ရှစ်ခွန်ပေါ့နော်6ရှစ်ခွန်တဲ့ဖြစ်ပါတယ်နောက်တစ်ပြင်မှာကျတော့တုံများနှစ်နှစ်3ခွန်နှစ်ထဲကနှစ်နှစ်ခွန်ဖြစ်ပါတယ်နှစ်ထိတ်နှစ်အလေခုနှစ်အပိတ်နှစ်နှစ်ခွန်တဲ့ဖြစ်ပါတယ်ပြန်တော့ကျွန်တော်3839 3830အလေတိုင်း8အပိတ်3880ဖြစ်ပါတယ် သုံးရှိရှိတဲပြီးတော့သုံးတုံညာကိုပေါ့နော်သုံးငါးကိုတုံညာအလေးကိုမှာသုံးထိပ်စီတုံညာအလေးထိုင်ကိုအပိတ်သုံးတုံညာကိုဆိုပြီးတော့ဒီကလေးသူချပေးသွားခင်ပြပြဖြစ်ပါတယ်။ Okay ဒါလေးကတော့ကျွန်တော်တို့ဒီသစဲချင်းကြောင့်မှအသွေးနီးတည်ရတဲ့အတွက်ကြောင့်မို့ယခုမှပြန်လဲမြောက်ပီးရှင်းဖြစ်ပါတယ်ပေါ့နော်ကိုရှောင်းနဲ့တုံညာလေးလေးနေနေတိကနေဒီလိုလေးတောက်ချောင်းတူပေးနေစေတည်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ ဒီတစ်ဆယ်ချိန်မှာလည်းဆက်ပြီးတော့အခြားပေးတော့ဦးမလားဆိုတာလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါနော်ထိတ်ဆေးတွေ့တယ်နီးဒီအစားအနေတော့ကျွန်တော်မပြတော့ဘူးပေါ့နော်သုံးပင်လောက်ကိုကျွန်တော်တို့တို့လေ့လာကြည့်မယ်ပေါ့နော်ဒါလေးကတော့တွေ့ထိတ်ဆေးယူတယ်နီးဖြစ်ပါတယ်ဒီနေ့နေ့ခွန်တပင်အနေသုံးရှိရှိသုံးထိတ်ဆေးတပင်ကိုလေ့လာကြည့်မယ်ပေါ့နော်နေ့နေ့ခွန်ပေါင်းတာကိုကိုနဲ့နေ့ပေါင်းတာ7ဖြစ်ပါတယ်9နာချိန်30 8တချိန် ်ပြီးရင်6ရောင်းနဲ့၄ပေါင်30ဒီ9ကတစ်ချိန်ပါနော်၄က3ချိန်ဆိုရတဲ့စနစ်ရောင်းနဲ့ဒီအနောက်က9နဲ့ပေါင်းလိုက်မယ်ပါနော်69ပေါင်းရှင်15ဖြစ်ပါတယ်မင်္ဂပောင်းချင်း30နိနေရှိပောင်း30ဒီမှာတည်တလုံးကြံတဲ့အတွက်ရလာတဲ့တေကိုကျွန်တော်နိနေထပ်ပောင်းတာဆိုရင်တင်းနေနေပောင်း3 3ထိပ်စီချပေးသွားတယ်ပေါ့နော်တင်း3ထက်က3ထိပ်စီ3ရှိရှိဖြစ်ပါတယ် ။ဟုတ်ကဲ့ကျွန်တော်ပြန်ကြည့်အောင်ပါနော်ဒီမှာတစ်တုံးမှာ3ရှိရှိဖြစ်ပါတယ်။ဆက်ပြီးတော့ဒီ3ငါးထိပ်ရတာကိုထပ်ပြီးဒီကျွန်တော်လေ့လာကြည့်မယ်ပါနော်။ရှင်းနဲ့ကျင်း16ကိုဒီနှစ်နဲ့ပေါင်းချင်းဒီဆက်ချင်းဖြစ်ပါတယ်။6နဲ့နှစ်ပေါင်းရှိ6နဲ့ကျင်း52နှစ်နဲ့ပေါင်း30ဒီတစ်ကတကျင်းပါနော်။9နဲ့ကျင်း74တင်းနဲ့ပေါင်း25မှာပဲကြည့်မယ်ပေါ့နော်6နဲ့2ပေါင်းရှင်းက8ကိုဒီနောက်မှာရှိတဲ့9နဲ့8ပေါင်းရတာဖြစ်ပါလေ โอเคဒါဆိုရင်ကျွန်တော်ဒီ၈နှစ်နှစ်ပေါင်းရှင်က30တင်းနဲ့9ပေါင်းရှင်30ရမယ်ပေါ့နော်တင်းနဲ့9ပေါင်း30 9နဲ့10ပေါင်းတော့73 3ကိုနှစ်နဲ့ပေါင်းရှင်9 3 9ထိစီမှာ3 3 9ရှားပေးသွားတယ်ပေါ့နော်တုံးထိစီ3 3 9ဒီနေ့တိုင်းမဲ့ကျွန်တော်မိတ်ဆွေများရှေ့ရပင်တွေကိုပြန်ပြီးတော့ကြီးချင်တယ်ဆိုရင်ကြီးလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ30ချိန်အတွက်ဆက်ပေးသွားခင်မယ်ဆိုရင်ပေါ့နော်တိတ်ဆိတ်မှုရှိရင်ပေါ့ခင်ဗျာ ဒါဆိုရင်ကိုယ်နဲ့နေပေါင်းရှင်းသည်7ဖြစ်ပါတယ်။လေနေကို10ပေါင်းရှင်းစနစ်ကိုယ်နဲ့ချိန်7 7နဲ့10ပေါင်းရှင်9 3 9ပြီးရင်3 3ကလေကိုကိုယ်နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာ9ပေါင်းရှင်း30ဖြစ်ပါတယ်ဗောနော။ဒီနှစ်သုံးပေါင်းတာ9 9ပေါင်းရှင်း၁၄လိမ့်နဲ့၄ပေါင်းရှင်းဒီရှင်းရှင်းနဲ့9ပေါင်းဆက်ခွန်ဆိုတဲ့အတွက်ကျွန်တော်ဒီ တဆယ်ချိန်မှာအတွင်းရဲ့အရာခွင့်ရနှစ်ပေါင်းတော့9ခွန်9ထိစီဆိုပြီးရနေတာဖြစ်ပါတယ်ဒါအတွင်းအရာပေါ့နော်တင်ရှားအတွင်းအရာခွန်9ထိစီပေါ့နော်ကျွန်တော်ခွန်9ထိထိစီဒီတိုက်ချိန်မှုရှိမှအရာမှာဖြစ်တယ်ပေါ့နော်โอเคဆက်ပြီးတော့ခြားပေးသွားမလားပေါ့နော်โอเคနောက်ထပ်ကျွန်တော်ဒီအလဲထိုင်းကိုဒီအစားအနေတော့မပြတော့ဘူးပေါ့နော်ခုနကလိုမျိုးပဲကျွန်တော်၃ပင်လောက်ကိုတူတူလေးလာကြည့်မယ်ပေါ့နော် ဒါကတော့ကျွန်တော်အလဲထိုင်ယူတဲ့နေ့ဖြစ်ပါတယ်ကျွန်တော်ရှင်းရဗီဒီယိုမှာထိုက်လိုက်ပိုက်တဲ့ရှစ်ခွန်းနဲ့ကတော့ကျွန်တော်ထိုက်စီရတာရှင်းတော့မတူဘူးပေါ့နော်ဒါကြောင့်မို့တူတယ်နေ့တူနေ့တူဟန်ရှိတယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီမှာပေါင်းရှင်းတည်ရမယ်ပေါ့နော်၄၃ပေါင်းရှင်း9နဲ့၄လေးလီ16ဒီခုနှစ်နာကျင်24ပေါ့နော်ပြီးရင်ဒီအနောက်က446ဒီ6နဲ့ထပ်ပေါင်းတယ်ပြီးရင်7နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင် ကျွန်တော်ဒီ6နဲ့4ပေါင်းရှင်း30ရမယ်ပေါ့နော်6နဲ့ကျရင်7နဲ့ပေါင်းရင်20ခွန်1ပေါင်းတော့ချစ်ရလာတဲ့ချစ်ကိုတစ်တိုးတာဖြစ်ပါတယ်ချစ်ကိုအလဲထိုင်ပါ3ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ချစ်ထိတ်စီချပေးသွားခဲ့တာဖြစ်ပါတယ်ချစ်ကိုထိတ်စီအလဲထိုင်ပါ3ရှစ်ရှစ်ပေါ့နော်ဒီမှာပြန်ပြီးပြပေးချရှင်းဖြစ်ပါတယ်ပြီးရင်ကိုးတုံများအလဲထိုင်ရတာကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ နေနဲ့၈ပေါင်းတစ်စီအလဲက၃တလုံးကျန်တဲ့၆၈ပေါင်းတော့14ပေါ့နော်၆လေးလီ20နဲ့လေး၆နှစ်ကျန်က7ခွန်လေးလီက20နဲ့8 6တကျန်၄နဲ့ပေါင်းတော့30ပေါ့နော်ဒီအနောက်က8တကျန်ရေးလိုက်တာဖြစ်ပါတယ်နေနဲ့ကျန်8နဲ့ပေါင်းရှင်း30 8နဲ့ကျန်က16ကိုဒီရှေးဆုံးက3နဲ့ပေါင်းတော့9ရတဲ့အတွက်9တုံများအလဲချင်းရမယ်ပေါ့နော် 3တုံည6ဆိုတဲ့အတွက်ကြောင့်မို့တုံညအလဲထိုင်ချပေးသွားတာဖြစ်ပါတယ်6တုံညမှာ3တုံည6ဆိုပြီးဒီမှာရေးပြထားရှင်းဖြစ်တယ်ခင်ဗျာဒါဆိုရင်ဒီအလဲထိုင်ကလည်းဆက်ပြီးတိုင်ဆိုင်မှုရှိရပေါ့နော်ဒီနေ့အရာကတော့ဒီ2 3 5 9 9ကောင်းတာက14ရမယ်ဒီနေ့9ကောင်းရှင်းက30ပေါ့နော် Okay နောက်ထပ်လေးတန်တီကလည်းရှောင်းတဲ့ချိန်7 5လေးလီက20 3ကတဲ့ချိန်ပေါ့နော်နင်းနာ တဲ့နှစ်ကြိမ်နှစ်ချင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။လေးလေးချင်းနှစ်နဲ့ပေါင်းရင်30နှစ်နဲ့ချင်းပေါင်း30တုံးတလုံးကြံတဲ့အတွက်3လေးအလေထိန်စုပြီးရမှာဖြစ်ပါတယ်။ဒီခဲတဲ့အဒီအရှေ့ရပီဒီယိုမှာကျွန်တော်30ကြိမ်အတွက်အလေထိန်နှလုံးတင်ပေးထားတာဆိုရင်9တုံးများအလေထိန်ပေါ့နော်9တုံးများအလေထိန်အားနေနေတာလေတွေ့နေရတဲ့အတွက်ကျွန်တော်နောက်ထပ်20ဒီ20တခုကိုပြန်လည်မျှဝေခြင်းဖြစ်တယ်ဗောနော်3လေးအလေထိန်ရှိပေးရတယ် အပိတ်တွင်းကိုထပ်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ6နာချိန်စနစ်နေက3ချိန်ဆိုတော့6 9နာချိန်စနစ်15က23ဒါအပိတ်ပေါ့နော်3 3လေးပေါင်းချင်းခွန်59က4 sorry 59 9လေးပေါင်းတာ9ပေါ့နော်9နဲ့2ပေါင်း37 6ရှောင်းနဲ့လေးက30 3ခွန်က30 7နဲ့က30ဂျန်နီတာကနင်းနဲ့တေပေါင်းတော့300ရတဲ့3ကိုပါဝါယူမယ်ပေါ့နော် 3ရဲ့ပါဝါရှင်းမှာ388ရှင်းအပိတ်ချပေးသွားတာဖြစ်ပါတယ်35ပေါင်းရှင်းရှင်းပေါ့နော်ရှင်းအပိတ်ဒီမှာ3ရှင်းအပိတ်မှာ388ပြီးရင်၄9အပိတ်ရတာကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဘောကယူတဲ့နေ့တိုင်းပဲဒီတဲ့နှစ်ချိန်ပေါင်းရှင်းကနေဖြစ်ပါတယ်သုံးနှစ်ကြိမ်ပေါင်းရှင်း6 6က3ကြိမ်90နဲ့4 6တကြိမ်3 4 6 6နဲ့2 8ပေါင်းတာ74 68 တင်းနဲ့ချင်းကနစ်ကိုအဒီအနောက်ကနစ်နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်6နဲ့4ပေါင်းချင်း30ဖြစ်မယ်6နဲ့4ပေါင်း30ရှင်းနဲ့2ပေါင်း30နစ်နစ်ပေါင်းချင်း3ဆိုတဲ့အတွက်လေရဲ့၄ဟို၅ပေါင်းချင်း၉ပါနော်အဲဒီမှာ၃၃ည၉ဆိုတဲ့အတွက်၉အပိတ်ဖြစ်ပါတယ်၄၉အပိတ်မှာ၃၃ည၉၉အပိတ်ချပေးသွားတယ်ပါနော်ဒါဆိုရင်ဒီနေ့အတိုင်းပဲ တချင်ကျင်အတွက်ဆိုရင်တော့9နာကျင်30 3နာကျင်6 9နာကျင်78 8ခုက35တတချင်နှစ်3 9နှစ်3တပေါင်းတော့6 9နာကျင်78ကိုနှစ်နဲ့ထပ်ပေါင်းလာတာဖြစ်တယ်ဗောနော်โอเคရှင်းနေက30ဖြစ်ပါတယ်6နာ6ရှိက14လေးနဲ့6ပေါင်း20 9နဲ့တပေါင်းတော့6ဆိုတဲ့အတွက်6ရဲ့ပါဝါ1 6တအပိတ်ရှိပြီးဒီတော့နေ့အရဆက်ပြီးတော့ခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာ โอเคဒါကတော့ကျွန်တော်ဆက်ပြီးမပြီးကတော့ကျွန်တော်စောင့်ကြည့်ရုံပဲရှိတယ်ဗောနော။ဒါဆိုရင်ကျွန်တော်ဒီ20တခုကတော့ကျွန်တော်20ရဲ့အရာခွန်ကိုကီးဆိုပြီးရာနေတယ်ဗောနော်။ဒါကြိုက်တဲ့ဆိုမှာဗောနော်။34ကအလဲထိန်ဆိုပြီးရာနေတယ်။အပိတ်ကတော့6တင်းဆိုပြီးရာတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်တဲ့ရှစ်ခွက်ကိုဘယ်လိုစီလဲတက်ပြကြည့်အောင်ဗောနော်။ဒါဆိုရင်တဲ့အနီနဲ့ခွန်3 6တဲ့တခွက်ရဲ့ခွန်3တက်တဲ့ဖြစ်မယ်ဗောနော်။ ပြီးရင်ခွန်လေး6ဖြစ်ပါတယ်ခွန်လေး6ရဲ့ခွန်လေး3ရဲ့ခွန်လေး6ပြီးတော့ခွန်လေး3ပေါ့နော်ပြီးရင်ခွန်ထိပ်ပြီးတော့9ထိပ်သွားမယ်9 3 6 93ဆိုပြီးဖြစ်ပါတယ်ပြီးရင်တော့94အလေးသွားမယ်ပေါ့နော်946 94ဆိုပြီးရနေတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဒီတင်ချာတွင်းနေအရာဒီတဲ့ရှစ်ွက်ဆိုင်ရနေတယ်ပေါ့နော် ကျွန်တော် share video မှာတဲရှိကွန်ဆိုင်နဲ့တော့မတူတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အမ်ဒီသူနီသူဟာတော့ချိနေတယ်ပေါ့နော်။တောင်ညာ3ရက်4 5 6 8တာနှစ်တန်းအထိပေးတန်ဖြစ်ပါတယ်။အဲ့ဒီမှာခွန်၄6ကပေးတန်အောက်တန်းထဲပဲဖြစ်နေတဲ့အတွက်ခွန်၄6ကိုကျွန်တော်ပေးမယ်။ကိုယ်တုံးတတိလည်းအပေါ်အပိတန်တန်းတဲ့ဖြစ်နေတဲ့အတွက်ကိုယ်တုံးတကိုလည်းကျွန်တော်ပေးရင်တဲ၆ခွက်ကျန်မှာဖြစ်ပါတယ်ဗောနော်။ Okay ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီသစဲချိန်မှာပေါ့နော်ကမ်ပိန်းလို့ရကြပါစီခင်ဗျာဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးပါခင်ဗျာ